ငယ်ချင်းတို့အားလုံးပဲမင်္ဂလာပါ Animas Anime ကနေပြန်ကြိုဆိုလိုက်ပါတယ်ကျွန်တော်နဲ့စပိမဲ့ Anime ကတော့ Solo Leveling ရဲ့ Season 2 Episode 9အထိပဲဖြစ်ပါတယ်တိုက်ပွဲပြီးတော့ Demon ရဲ့သွေးပလင်ကိုရလိုက်လို့စေးရေဖော်လိုက်တာစေးပလင်၆ခုရလိုက်တယ်ဒါကအမင်းရဲ့ယောဂကိုကုလို့ရပါမလားအဲ့မှာ Iron ကနဂါကိုဂျူလာပေးလို့အရေးစစ်တီကိုလုပ်လိုက်ပြီးနာမည်ကိုတော့ခိုက်ဆဲလို့ပေးလိုက်တယ်အဲနောက်မှာတော့စေးကိုစမ်းချင်နေလို့ငကားကရတဲ့အိုက်တမ်ကိုပေါင်းလိုက်တော့အရင်နေရာချိန်နဲ့အဆုံးကိုရသွားခဲ့တယ် ဟာအဲ့ဒါဆိုရင်ငါလူနဲ့ဘယ်နေရာကနေမဆိုးနေရာပြောင်းလို့ရတာပဲ LC ရေနောက်မှတွေ့ကြတာပေါ့ရဲလိုက်ကိုတော့ကိုဘတာပဲပြန်လိုက်တော့ရှယ်ဒိုတယောက်နဲ့နေရာလဲလိုက်တာမြူတဲကိုပြန်ရောက်သွားတော့နောက်ထပ်ရှယ်ဒိုနဲ့နေရာလဲဖို့အတွက်၃နာရီတောင်စောင့်ရအောင်မောင်မလို့ငကား CPC ရင်ကိုသွားတယ်စေးရင်ကိုရောက်သွားတော့ဂျင်းဘူးလဲငငယ်တုန်းကသူ့ကြောင့်သူ့မိယောဂဖြစ်သွားတာကိုပြန်တွေ့ပြီးစိတ်မကောင်းဖြစ်နေကစေးရိတ်ကိုထုတ်လိုက်ရင်းနဲ့ သူဒီချိန်နေဒီစူးစမ်းခဲရတာတွေကသူ့မိအတွက်ပဲမို့လို့စနစ်ကိုယုံပြီးစင်းကိုတိုက်လိုက်တာယောဂရောက်သွားခဲ့တယ်အမေပြန်ထလာပါတော့ဗျာခဏအကြာမှာတော့တားရီအမေအိတ်နေတာဘလောက်ကြာနေပြီလဲလင်းနစ်ပဲရှိသေးတယ်ညီမလေးရောအစ်စီပဲလားတားကဂရီးတီတာပဲတော်တော်ရင်းကျက်နေပြီပဲဘာမှမဖြစ်တော့ဘူးအမေပြန်လာပြီနော်ဂျင်ဦးလည်းငိုနေခဲ့တယ်ဩကရာခိုလည်းပရဲစစ်တွေနဲ့တိုက်ခိုက်မဲ့ပလန်ကိုတခြားဆန်းစစ်နေပြီဂျပန်တွေပြောတဲ့ပလန်ကအလုံးမဖြစ်ရင်ဟန်တာတွေအများကြီးလွတ်ပြီးတိုက်ခိုက်ဖို့လုပ်လိုက်တယ်။နောက်ပြီးဂျင်ဝူကိုပါဂျေဂျူကျွန်းကိစ္စအတွက်ဆက်သွယ်ဖို့ပြောလိုက်တယ်။ ဘကျွန်ဟိုကတော့သူ့ရဲ့ဘော်ဒါဟီလင်းဟန်တာဟောင်းဗျောင်းကူနဲ့တောက်နေပြီသူကတော့စောဝင်နှလုံးဖို့တဆာမင်ဘဝင်ဖြစ်ဖို့လုပ်နေကြောင်းနဲ့ဂျွန်ဟိုကိုလည်းယူဆိုင်ဖို့မှာလိုက်တယ်ပြီးတော့နှစ်ယောက်လုံးရှက်ခဲ့လိုက်ကြတယ်မနေ့ကျတော့ဂျီနာလည်းသူ့မိကိုတွေ့တော့ဝမ်းသာလွန်လို့မျက်ရည်မထိနိုင်ပဲဖြစ်နေခဲ့ကဆရာဝန်တွေကတော့ဂျင်ဝင်ရဲ့မိထဝရအိဆက်ချင်းယောဂကနေပြန်လည်နူထလာပြီးကျမကြီးလည်းကောင်းနေလို့မယုံနိုင်အောင်ဖြစ်နေခဲ့တယ်ဥက္ခရကိုလည်းမီဒီယာတွေကို ဂျေဂျူဂျွန်းစီလေးချိန်မြောက်တိုက်ခိုက်မဲ့ပလန်အကြောင်းကိုရှင်းပြနေကအဲ့ဒါကိုတနိုင်ငံလုံးကစောင့်ကြည့်နေကြတယ်။ဂျင်ဝူလဲအိမ်မြန်ရောက်တော့သူမရှိတဲ့တပတ်အတွင်းအိမ်ကအမိုက်ပုံဖြစ်နေလို့သူ့အညီမကိုစူနေပြီးသူ့မိကတော့သူရှင်းမေးပါမယ်ဆိုပြီးပြောတယ်။သူ့မိလဲသူ့အဖေနဲ့ပတ်သက်ပြီးဘာကြားသေးလဲလို့မေးလိုက်ပြီးသူ့အဖေကဟန်တာမဖြစ်ခင်ကမိသားသမားလုပ်ခဲ့ကြောင်းပြောပြတယ်။သူ့ကိုလည်းထက်လိုက်တာကလည်းသူများတွေကိုအမဲကူညီနေလို့လို့ပြောပြလိုက်တယ်။ဂျင်ဝူစီကလည်းအဲ့ဒါကိုခံစားနေရကြောင်းပြောပြတယ်။ ဥက္ကရာကိုလည်းအမေရိကန်ကအက်စရာဟန်တာတောမတ်စ်အန်ဒရီကဂျူဂျွန်းတိုက်ပွဲမှာလက်ပူပေါင်းမအောင်လို့တကူတရီထားဖို့မှားလိုက်တယ်။ဝူဂျင်ချေကတော့ဂျင်ဝူခဏနေရောက်တော့မယ်လို့ပြောလိုက်တယ်။ဂျင်ဝူရောက်တော့ဂျူဂျွန်းကိုနောက်၄ရက်နေရတဲ့ခိုက်တော့မှာမလို့ကုတိုက်ပေးဖို့ပြောတယ်။ရုတ်တရက်ဂျင်ဝူလည်းမချစ်လှိုင်းကိုခန်းစားလိုက်ရလို့အက်စရာဟန်တာတွေလေ့ကျင့်လို့ဖြစ်နေတာဖြစ်ကြောင်းဂူလည်းရှင်းပြလိုက်ပြီးအဲ့ဒါကိုတော့ကြည့်ရအောင်လို့ခေါ်တယ်။ ဂျင်မာယွန်းဟိုလည်းရှယ်ထရိန်နေပြီးချွိုင်ကတော့ယွန်းဟိုနဲ့လေ့ကျင့်နေတဲ့သူကဖင်ကလစ်ကမာတုံဆော့လို့ပြောပြရတယ်။ယွန်းဟိုကသူ့ရဲ့အစွမ်းတွေကိုအကုန်ထုတ်လိုက်ရင်မွန်စတာပုံစံပြောင်းသွားကြောင်းနဲ့တခြားကလစ်တွေကိုလည်းလိုက်ပြရတယ်။အဲ့မှာဂျပန်ဟန်တာတွေလည်းရောက်လာပြီးကိုတူလည်းဂျင်ဝူကိုအဆက်စင်ဟန်တာလားလို့မေးတော့မင်းရှိလို့ကြားထားကြောင်းပြောတော့မဖြစ်နိုင်ဘူးလို့တွေးလိုက်တယ်။ဂျပန်ဟန်တာတွေလည်းယွန်းဟိုတို့ကိုဖောင်းထုတ်နေကအဲ့ဒါကိုနက်ကလစ်ကဂျွန်ဆိုကကြားသွားပြီးပြန်ဖျဲတယ်။အမအစရဟန်တာတွေကိုနှစ်ဖွဲ့ခွဲပြီးကွန်ပက်ဟန်တာတွေချင်း၆ဖို့ညှိလိုက်ကြတယ်ဂျပန်ဘက်ကထဝတာခူမမိုတို ဟိုရှိနိုနဲ့တနခါတို့ဖြစ်ကကိုရီးယားဘက်ကချာလင်းမာနဲ့ယွန်းဟိုဂျင်ဝူတို့လည်းပွဲကိုစောင့်ကြည့်နေကြတယ်အဆုံးကြီးချုပ်ပေးခဲ့ကြလို့တကယ်ချင်းတို့အလုံးကိုထူပကျုပ်တင်ရှိပါတယ်